ဟုတ်ကဲ့မင်္ဂလာပါဗျဒူရီ KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ညနေရတော့9နှစ်ဆိုတော့လေကျွန်တော်ရဲ့ထိပ်စီးလမ်းကတော့မှန်တယ်ပေါ့နော်9ထိပ်ကတော့ဒါပေမဲ့နောက်ပိတ်လည်းလွယ်တယ်ဘရိတ်လည်းလွယ်ရဖြစ်တဲ့အတွက်တော့ပေါက်ကနန်းတော့ဖြစ်မသွားဘူးဒီနေ့မှာတော့ကျွန်တော် share brake ပေါ့နော် share brake ကိုမှတကွက်ကောင်းလေးပါဗျ တကယ်ပေါ့မဲ့ကဲပေါ့လာပြီဗျာဒီနေ့เนาะခြေတော်လေးနဲ့မှာတော့ ျွန်တော်ပိတ်ထားတဲ့၄၅၆ခွန်ခွေရတော့ဒီဒီဘက်မှာပြက်မလာတော့မသိဘောနော်ကျွန်တော်နေလာတဲ့မင်္ဂလာမစဲမနေ့ကမနေ့ပိညနေထွက်တယ်ဟုတ်တယ်ဗျာနော်မနေ့ကညနေကတော့မနေ့ကမနေ့ကတော့ကျွန်တော်၉နှစ်ဆိုပြီးတကွက်ကောင်းဘောနော်၉နှစ်တကွက်ကောင်းတော့ညနေမှလာထွက်တယ်ဗျာမနေ့ကလည်းထွက်ရင်တော့ကျွန်တော်ရဲ့ကိုမကြီးပေါက်ကြမှာပေါ့နော်မနေ့ကလည်းအဲဒီ၉နှစ်ဆိုင်ကလှတော့လှတယ်ဗျာနော်ပေးမသွားဘူးဗျာအာချာ ဝန်နာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ပေးထားတဲ့6 5 6ခွင်အခွေရပါတော့ကျွန်တော်ပေးထားသည်ဒီ3ခွင်ထွက်ထားခြင်းကြောင့်ပေးတာပါတော့ဒီ3ခွင်ထွက်ထားပြီးရင်သူ့အောင်5ရက်တွေမှာထွက်နေရတော့ဖြစ်တယ်ပေါ့နော်3ခွင်ကထွက်ထားခြင်းကြောင့်5ရက်အတွင်းမှာ6 5 6ခွင်အခွေရှိတယ်တို့ရမယ်ဒီအခွေဒီကျွန်တော်တို့ရက်ဒီဆွဲတော့လောက်တယ်ဗျာနော်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်3ခွင်ထွက်ထားတယ် ဒီမှာလည်းတစ်ခါသုံးခွင်ဆိုပြီးပြန်ထွက်ထားတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့ကဒီသုံးခွင်ကြောင့်မယ်၄၅၆ခွင်အခွေထွက်မလာသေးပဲနဲ့ဒီသုံးခွင်ကြောင့်မှာပဲကျွန်တော်တို့၄၅၆ခွင်ခွေထွက်မလာမသိဘူးဗျနော်ဟုတ်ကဲ့ညနေကလည်းငားရဖို့ရတယ်တဲ့6လေး6ကို8လေးနဲ့ငကတာတဲ့အော်ဟုတ်ကဲ့ပါဗျာနော်အလန်ဒီလာတဲ့မနေ့ဆိုအများကြီးပုံပါတဲ့ဟုတ်ကဲ့ပါဗျာကျွန်တော်လည်းတွေ့ရတော့အားတော့နာရပေါ့နော်ကျွန်တော်လည်း ပေါက်ကနေတော့မဖြစ်သေးဘူးပေါ့ဒီဘက်မှာတော့ဒီနေ့မှာတော့ကျွန်တော်ဘရိတ်လိုင်း2လိုင်းပေါ့နော်ဘရိတ်လိုင်း2လိုင်းဒီ2လိုင်းလုံးလည်းမှန်တယ်ကျွန်တော်တို့တူညီတာကိုလည်း main brake အနေနဲ့ပေးတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော် brake ဒီ main brake ဒီတစ်လုံးနဲ့ brake ပါဗျာဒီကတည်းကလာရတယ် ကျော်ဆရာငါတုံညာတုံအထီးတဲ့ဝါကိစော်မဲတဲ့ဟုတ်ကဲ့ပါဗျာငါတုံညာတုံဆိုတုံညာကတော့လုံးမိုင်တော်တွေ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကျွန်တော်ပြမှတီတော့စိုက်ပြီးစိုက်ပေါ့နော် ဟုတ်ကဲ့ပြဒါဆိုရင်ကျွန်တော်တွက်ဆိုင်လေးကိုတွက်ပြပေးလို့မပေါ့နော်ကိုမတို့ကကြိုက်နေတဲ့ရင်လည်းသုံးကျွန်တော်ဒီ break ဒီတော့နှစ်လိုက်ပေါ့နော်နှစ်လိုက်လုံးဒီတော့ပြက်ပင်လည်းမရှိဘူးတူညီတာကိုလည်း main break ပေးတယ် break လိုက်ပါဗျအဲဘယ်ဟာဘာလို့ရှိရတယ်ဘာလို့တကားဘယ်အကားလဲခေါ်ပါဟိုဒီမှာဆိုရင်ခွင်းရဲ့ရှစ်ကယ်ပေါင်းချင်းဒီ9 9ကိုဒီရက်1နဲ့ပေါင်းတော့6 6ရဲ့ power ဒီ1 6ရဲ့နှက်ခတိကို1 9ဒီတော့ဒီမှာအချင်းပြ တော့ဒီတစ်ကိုအချိန်မှာ6ရှစ်ထွက်တော့6ထီတယ်ရောနောက်တစ်ပင်ဒီလဲ6ရဲ့3ရဲ့ပေါင်းခြင်းဒီ1တစ်နဲ့ဒီက6နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 6ရဲ့နှက်ခတ်ဒီ6 4 6ဒီကျွန်တော်ဒီမှာအချိန်ပြကျော်ဒီ4 6အချိန်မှာကျွန်တော်တို့2 4ဆိုတော့4ထီတယ်ဗျ အန်ဂျီဒီတဲ့ငါးတုံးချင်းနဲ့ဖိုးပြပြဖြိုးတဲ့ထိုးချင်းရအောင်ပြပါဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ဒီမှာဒီနောက်တစ်ပြန်ဒီ1ရဲ့3ရဲ့ပေါင်းချင်းဒီလေး4နဲ့ဒီရဲ့4နဲ့ပေါင်းတော့8ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈ရဲ့နှက်ခတိဖြစ်၃တဲ့ဒီရောဒီမှာအချိန်ပြ၃တဲ့အချိန်မှာ၃ည၃ထွက်တော့၃ထီတယ်ဒါဆိုညောဒီနေ့အတွက်ဝမ်းချင်းဒီ၈ရဲ့၈ကပေါင်းချင်းဒီ၆၆နဲ့ဒီက၃နဲ့ပေါင်းတော့၉ ဒီသုံးလုံးပေါင်းခြင်းဒီကိုဖြစ်လို့ကိုရဲ့ပါဝါတီလေကိုရဲ့နခက်တီ6 4 6တီကျော်ဒီမှာအချိန်မြောက်ကျော်ဒီမှာခွင်၈၁ပေါင်းခြင်းဒီ6ဖြစ်လို့6ပါဝါ၁6နခက်ကို1ကိုအချိန်မှာ6 8ဆိုတော့6ထီတယ်နောက်တစ်ပင်ဒီ8ရဲ့3ရဲ့ဒီရဲ့8ကသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ပါဝါ၄6နခက်6 4 6အချိန်မှာလဲ2 4ဆိုတော့6ထီတယ်ဗျာ ဒါဆိုရင်နောက်တစ်ပင်ဒီ1ရေ3ရေဒီက4ရေ3လုံးပေါင်းချင်းဒီ8 8ပါဝါဒီ3 8နှစ်ခတ်ဒီ1 3 1ဒီအချိန်ပေါ့နော်3 1အချိန်မှာ3ည3ထွက်တော့3ထီတယ်။ဒါကြောင့်မို့ဒီနေ့အတွက်1ချင်းဒီ8ရေ8ကပေါင်းချင်းဒီ6 6နဲ့ဒီက3နဲ့ပေါင်းတော့9 9ပါဝါဒီ4 9နှစ်ခတ်ဒီ6 4 6ဒီအချိန်ပြ။အမင်းနဲ့၄၆ချိန်နဲ့ဟုတ်ကဲ့ပါဗျာနော်ဇိုးကြီးတမင်္ဂလာပါတဲ့ မောင်နိုင်နဲ့မနက်ပိုင်းထိုးတယ်ညနေမထိုးလိုက်ရဘူးတဲ့ကိုနှစ်တဟုတ်ကြပါဗျာနော်ကျွန်တော်တို့လည်းမနက်ကတော့ကျွန်တော်တွက်ဆက်ရရတော့တကွက်ကောင်းပေါ့နော်ကိုနှစ်ကတော့ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းပေါ့နော်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းဒီလေအပြိပတ်ဝမ်းကျင်းလေးကိုကျွန်တော်တွက်ပြပေးမယ်ဗျာခွင်ရဲ့ရှစ်ကပေါင်းချင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့10 8ပါဝါဒီ3 83ဒီကျွန်တော်ဒီမှာအချိန်တော့ဒီ83အချိန်မှာ68ထွက်တော့8ထိတယ်ဒီမှာဒီလဲ1ချိန်ဒီ19အချိန်နဲ့83အချိန်နဲ့ပေါ့နော်တွဲရင်ကျွန်တော်ဒီရ9ဒီရ8နဲ့68ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီ8ရဲ့1ကပေါင်းချင်းဒီ9 9နဲ့ဒီရ8နဲ့ပေါင်းတော့ခွန်း8 8ပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါဒီနဲ့ခွန်းနဲ့ဒီကျွန်တော်ဒီမှာအချိန်ဗျ ဒီခွန်းနှစ်အချိန်မှာလဲကျွန်တော်တို့နှစ်လေးဆိုတော့နှစ်ထီတယ်ဒီမှာဒီလဲ1ချိန်ဒီ6ချအချိန်ခွန်းနှစ်အချိန်ပေါ့နော်တွဲရင်တော့ဒီရက်နှစ်ဒီရက်လေးနဲ့နှစ်လေးဆိုပြီးတော့ထွက်တယ်ဗျနံပါတ်5ရဲ့၄အပိတ်ရတယ်ဒါဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျတော့ဒီမှာဒီနောက်တစ်ပင်ဒီ၁ရဲ့၈ကပေါင်းချင်းဒီ၉၉နဲ့ဒီရက်၁နဲ့ပေါင်းတော့၃ည၁၈၁ပေါင်းချင်းဒီ၃ညဖြစ်လို့၃ညပါဝါဒီ၅၃ည၅ဒီတော့ဒီမှာအချင်းဗျာ ဒီ395အချိန်မှာလဲ393ထွက်တော့39ထီတယ်ဒီမှာဒီလဲ1ချိန်ဒီ3တဲ့အချိန်ကို395အချိန်နေပေါ့နော်တွဲရင်တော့ဒီက39ဒီက3နဲ့393ဆိုပြီးတော့ထွက်တယ်ဗျဟုတ်ပါတယ်။ဘယ်မှာဟုတ်မှားရတယ်ဒီမှာ။ဘူးရအောင်ကြာနေတာ။ဘယ်မှာလဲ။ဒီကခက်ပါ

โอเคပါအားလုံးပဲ sorry ပါဗျာเนาะပြီးတော့ဒီမှာဒီ3တဲ့အချိန်နဲ့3ည5အချိန်နဲ့မှာလဲကျွန်တော်ဒီက3ည5ဒီက3နဲ့3ည3ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုရင်တော့ဒီနေ့မှာ1ချင်းဒီ6ရဲ့4ရဲ့ပေါင်းချင်းဒီနဲ့2နဲ့ဒီက6နဲ့ပေါင်းတော့တက်ရှင်လေးကိုပေါင်းချင်းဒီတက်ဖြစ်လို့တက်ရဲ့ပါဝါဒီ6တက်6ဒီကျွန်တော်ဒီမှာအချိတ်မြဘူးကျူရင်းနဲ့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါဗျာ တော့ဒီမှာဒီ1ချိန်ဒီ6ချအချိန်16အချိန်ပေါ့နော်ဒီအပေါ်ပြင်ဒီမှာ1ချိန်2ချိန်ဒီ19အချိန်83အချိန်မှာကျွန်တော်တို့68ဆိုပြီးတော့အပြီးပေါက်ပေးတယ်ဗျအဲကျွန်တော်ဒီမှာလဲကျွန်တော်တို့6ချအချိန်9အချိန်မှာလဲကျွန်တော်ဒီ2လေးဆိုပြီးတော့အပြီးပေါက်ပေးတယ်ပေါ့နော်1ချိန်2ချိန်ဒီအပြီးပေါက်ဖြစ်တယ်ဒီမှာလဲကျွန်တော်တို့3တက်အချိန်3ည5အချိန်မှာလဲကျွန်တော်တို့3ည3ဆိုပြီးတော့အပြီးပေါက်ပေးတယ်ဗျ ဒါဆိုကျွန်တော်ဒီနေ့မှာ၄6အချိန်၁6အချိန်ဆိုတွဲလို့ရှိရင်တော့၄1 4 6 6 1 6ဘူးဆိုပြီးတော့ဂဏန်၄ခုပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်မယ်ထင်ပါတယ်ဗျကိုမတို့ကလည်းကြိုက်နှစ်တက်မှလည်း၃ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဂဏန်လေးအရင်ဆုံးစီထားမှာပေါ့နော်ပြီးကြရင်တော့ကျွန်တော် break line ကြီးပြပေးမယ်ဗျဒီထက်ရမှာ break နဲ့ကန်ကြီးရဲ့ main တကွက်ပေါ့နော် khay lý để chết để chạy thì hút cái bao giờ cái thứ gì nó bảy lẻ này bây giờ bị đổ nó Thank အချိန်နောက်တစ်ခွင်ရှိလားတဲ့နောက်တစ်ခွင်ကတော့ရှိတယ်ပေါ့နော်အဲဆိုကျွန်တော်နောက်ထပ်အချိန်လေးတော့တွက်ပြပေးရမလားပြလုံးမှန်ပေးတဲ့ site လေးပေါ့နော်ဆိုဒီမှာဆိုရင်ကျွန်တော်တို့တုံညာနှစ်တဲ့ပေါင်းချင်းဒီ3 3ဘာဝတီ8အဲ့8ဒီကျွန်တော်လုံးမှန်ပြနောက်တစ်ပင်ဒီလဲ2ရဲ့6ရဲ့ပေါင်းချင်းဒီ1နဲ့ဒီရဲ့8နဲ့ပေါင်းတော့9 9ရဲ့ပါဝါဒီ4 4ဒီလုံးပါ နောက်တစ်ပင်ဒီကျွန်တော်တို့9ရဲ့မိနစ်ကပေါင်းချင်းဒီ1တနဲ့ဒီရ4နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါဒီ3ည3ညဒီလုံးမယ်ပေါ့နော်အဲဒါကြောင့်ဒီမှာလဲ2ရဲ့3ညရဲ့ဒီရ3ရဲ့2 3ည3ပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါဒီ3ညဒီ3ညပိုင်းလဲတွေ့တယ်နောက်ထပ်1ချင်းဒီလဲပေါ့နော်ဒီ1ချင်းကိုမှကျွန်တော်တို့လုံးမယ်အဖြစ်ကောင်းတာဒီ ခွင်ရဲ့၃ရဲ့ဒီရဲ့၃ရဲ့၃လုံးပေါင်းခြင်းဒီ၃၃ဘာဝဒီ၈၃၈ဒီလည်းအချိန်ဒီ၃၈အချိန်ဆိုလည်းကျွန်တော်တို့၉၈ဆိုတော့၈ ठी တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့၈ပိုင်းရှိတယ်၃၈အချိန်ရှိတယ်ဆိုတော့ဒီမှာဒီ၈ပိုင်းဒီအကောင်းနေကျွန်တော်တို့၉၈ဆိုပြီးတော့ထွက်တယ်ဗျအဲဆိုနောက်တစ်ပြင်က၈ရဲ့၃ရဲ့ပေါင်းခြင်းဒီ၁၁နဲ့ဒီရဲ့၈နဲ့ပေါင်းတော့၉၉ရဲ့ဘာဝဒီ၄၉လေးဒီတော့ဒီမှာအချိန်ဗျဒီ၉လေးအချိန်မှာလည်းကျွန်တော်တို့၂လေးထွက်တော့၄ ठी တယ်ပေါ့နော်ဒီမှာဒီလည်းကျွန်တော်တို့ 4ဘိုင်ရှိတယ်6လေးအချင်းရှိတယ်ဆိုတော့ကျွန်တော်တို့4ဘိုင်ဒီပိုရအကောင်းနေကျွန်တော်တို့2လေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ဒီမှာ1ရဲ့8ကပေါင်းချင်းဒီ6 6နဲ့ဒီက1နဲ့ပေါင်းတော့3ည1 8 1ပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 3ည5ဒီအချိန်3ည5အချိန်မှာကျွန်တော်တို့3ည3ထွက်တော့3ည ठी တယ်ဒီမှာဒီ3ညပိုင်းရှိတယ်3ည5အချင်းရှိတယ်ဆိုတော့3ညဒီကျွန်တော်တို့ပိုရအကောင်းနာတွေ့ရတယ်3ည3ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ဒီနေ့မှာ ရှေ့ရဲ့ရှေ့ရဲ့တိတ်ကပေါင်းချင်းဒီကိုကိုနဲ့ဒီကကိုနဲ့ပေါင်းတော့ရှစ်ပေါ့နော်ရှစ်ပါဝါဒီ3ရှစ်3ဒီလေကျွန်တော်ဒီမှာအချိန်တော့ရှိတယ်ဗျဒီနေ့မှတော့ကျွန်တော်1ချင်းရတော့မတူတော့ဘူးပေါ့နော်မနေ့အစိုက်ကားတဲ့85ငါးတဲ့မနေ့ညလိုက်ထိုးတင်ပါသလားတဲ့မနေ့ညထိုးတင်လားဆိုတော့ကျွန်တော်ကတော့ထိုးတင်တယ်လို့ပဲယူဆရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ကျွန်တော်၄၅၆ခွန်အခွေလေးရှိထားတာဖြစ်တဲ့အတွက်ပေါ့နော်၄၅၆ခွန်အခွေဒီတော့အမှန်ကျွန်တော်ဒီနေ့မနေ့ရက်ချင်းပြည့်ခဲ့တာပေါ့နော်ဒီမှာတော့ကျွန်တော်တုံညပိုင်းရှိတယ်၈သုံးအချင်းရှိတယ်ပေါ့နော်တုံညပိုင်းကြရင်တော့လေတုံညပိုင်းဦးစားပေးကြတာပေါ့နော်ကျွန်တော်ကတော့ဒီမှာအစောနာကကျွန်တော်၄၆အချင်းနဲ့၁၆အချင်းနဲ့ပဲကျွန်တော်ဦးစားပေးလိုက်တယ်ပေါ့နော် ကျွန်တော်ပရေးလိုက်နှစ်လိုင်းပြပေးမှာပေါ့နော်ကျွန်တော်ပရိလိုင်းဒီကျွန်တော်တို့1ရဲ့3ရဲ့ပေါင်းချင်းဒီ4 4နဲ့ဒီရဲ့8နဲ့ပေါင်းတော့2 2ရဲ့ပါဝါဒီခွန်း2ရဲ့နှက်ခတ်ဒီ4ခွန်း4ဒီကျွန်တော်ဒီမှာပရိပြ ကျော်ဒီခွန်လေးပြိမ့်မှာကျွန်တော်တို့68ဆိုတော့ခွန်ပြိမ့်ထွက်တယ်။ဒါဆိုရင်နောက်တစ်ပြင်ရန်လဲကျွန်တော်တို့ဒီရ3ရယ်ဒီရ88ရယ်ပေါ့နော်ဒီ3လုံးပေါင်းချင်း8ရယ်8ကပေါင်းချင်းဒီ6 6နဲ့ဒီရ3နဲ့ပေါင်းတော့9 883ပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါတီလေး9ရဲ့နက်ခတ်တီ6လေး6တီတော့ဒီမှာပြိတ်ဗျ။ တော့ဒီလေး6ပရိတ်မှာလဲနှစ်လေးဆိုတော့6ပရိတ်ထွက်တယ်။ဒါဆိုရင်နောက်တစ်ပင်ဒီလဲ4ရဲ့တက်ကပေါင်းချင်းဒီ9 9နဲ့ဒီရ3နဲ့ပေါင်းတော့8။တို့4 1 3ပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့ပါဝါဒီ3 8ရဲ့နက်ခတ်ဒီ1 3 1ဒီကျွန်တော်ဒီမှာပရိတ်ဒီ3 1ပရိတ်မှာလဲ3ည3ဆိုတော့3ပရိတ်ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီနေ့မှာပရိတ်လိုင်းဒီ3ရဲ့9ရဲ့ပေါင်းချင်းဒီ2 2နဲ့ဒီရ8နဲ့ပေါင်းတော့3ည။ 398ပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ9 3ညရဲ့နှက်ခတ်ဒီခွန်9ခွန်ဒီကျွန်တော်ဒီမှာ break ပေါ့နော်အဲ့လိုမဲ့နားလည်းမဲ့ထင်ပါလားဒါကြီးရဲ့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါကိုရဲ့ဒီကျွန်တော်ဒီမှာ၁ရဲ့၃ရဲ့ပေါင်းချင်းဒီလေး၄နဲ့ဒီရဲ့၈နဲ့ပေါင်းတော့2နှစ်ပါဝါဒီခွန်2နှက်ခတ်ဒီလေးခွန်လေးပြိတ်မှာကျွန်တော်တို့၉၈ဆိုတော့ခွန်ပြိတ်ထွက်တယ် နောက်တစ်ပင်ဒီလဲ3ရဲ့8ကဒီရဲ့8ကပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါ4 6နှစ်ခက်6 4 6ပြိတ်မှာလဲကျွန်တော်တို့2 4ဆိုတော့6ပြိတ်ထွက်တယ်ဗျနောက်တစ်ပင်ဒီ3ရဲ့4ရဲ့8ကပေါင်းချင်းဒီ8ဖြစ်လို့8ပါဝါ3 8နှစ်ခက်3 3ပြိတ်မှာလဲကျွန်တော်3ည3ထွက်တော့3ပြိတ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့အတွက်ပြိတ္တိ၈ရက်၃ရက်၉ရက်ပေါင်းချင်းဒီ၃ညဖြစ်လို့၃ညပါဝါ၅၃ညနှစ်ခက်၅ခွန်ဒီပြိတ္တိပေါ့နော် မနေ့က9ပိုင်းနဲ့ခွန်းနဲ့အချိန်ပြန်ပြပါလားတဲ့ဟုတ်ကဲ့ပါဗျာနော်ပြပေးပါမယ်ဗျာတော့ဒီမှာဒီ9ခွန်းဒီပရိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ပရိတ်လိုက်ဗျာနောက်ထပ်ပရိတ်လိုက်ဒီကျွန်တော်တို့ ၁ရက်၃ရက်ပေါင်းချင်းတည်လေလေးနဲ့ဒီရက်၃နဲ့ပေါင်းတော့ခွန်းခွန်းရဲ့နှစ်ခက်တည်၃ညခွန်း၃ညတည်ကြော်ဒီမှာပြိတ်ဗျ။တော့ဒီမှာခွန်း၃ညပြိတ်မှာလဲကျွန်တော်တို့၉ရက်ဆိုတော့ခွန်းပြိတ်ပေါ့နော်။ပထမပြိတ်လဲတည်ကြော်တို့ခွန်း၄ပြိတ်အခုဒီခွန်း၃ညပြိတ်ဒါဆိုကျွန်တော်ပြိတ်ဒီတူညီတာဒီဒီမှာခွန်းဒီမှာခွန်းမှုခွန်းပြိတ်ပေါ့နော်။ ားလုံးပဲဒါလေးနားလည်မယ်ထင်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်ထပ်ပရိသတ်ဒီ၈ရဲ့၈ကပေါင်းချင်းဒီ၆၆နဲ့ဒီက၃နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းချင်းဒီ၉ဖြစ်လို့၉ရဲ့နှစ်ခက်ဒီ၆၉၆ဒီကျွန်တော်ဒီမှာပရိသတ်ဒီ6 6ပြိတ်မှာကျွန်တော်တို့2 4ဆိုတော့6ပြိတ် ပေါ့နော်ဒီမှာလဲပထမပြိတ်လိုင်းဒီ6 6ပြိတ်ဒုတိယပြိတ်လိုင်းဒီ6 6ပြိတ်ပြိတ်ဒီကျွန်တော်6ပြိတ်ဒီတူညီတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့2 4ဆိုပြီးတော့6ပြိတ်ထွက်တယ်ဗျ ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပြန်ဒီ၄ရဲ့တက်ကပေါင်းချင်းဒီ၅၅နဲ့ဒီရဲ့၈နဲ့ပေါင်းတော့၃ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့၃ရဲ့နှက်ခက်ဒီ၅၃၅ဒီကျွန်တော်ဒီမှာပြလိုက်ဒီ3 5ပြိမ့်မှာလဲကျွန်တော်တို့3ညာ3ဆိုတော့3ပြိမ့်ထွက်တယ်ပထမပြိမ့်တိုင်းဒီ3 1ပြိမ့်ဒုတိယပြိမ့်တိုင်းဒီ3 5ပြိမ့်ပေါ့နော်တူညီတာဒီကျွန်တော်ဒီမှာ3ဒီမှာ3မို့3ပြိမ့်3ပြိမ့်မှာ3ညာ3ထွက်တယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်ပြိမ့်ဒီ 3ရက်9ရက်ပေါင်းခြင်းဒီနှစ်နှစ်နဲ့ဒီရက်တက်နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းခြင်းဒီ3ဖြစ်လို့3ရက်နှစ်ခတ်ဒီ5 3 5ဒီလဲကျွန်တော်ဒီမှာပြိတ်ပေါ့နော်အဲ့လိုမဲ့ကျွန်တော်ရှင်းပြရလေးနားလည်မယ်လို့ထင်ပါလေဗျာကျွန်တော်ရဲ့ထင်မြင်ယူဆချက်ပေါ့နော်ဒါကလည်းကိုမတို့ကြိုက်နေတက်မှာလဲ3ကျွန်တော်ဒီမှာခွန်လေးပြိတ်ပထမပြိတ်ကြိုက်ဒီခွန်လေးပြိတ်ခွန်တုံးများပြိတ်ဆိုတော့တူညီတဲ့ပြိတ်ဒီကျွန်တော်တို့ဒီမှာခွန်ပြိတ်ဒီမှာခွန်ပြိတ်ပေါ့နော်ဒါကြောင့်မို့6ရှစ်ဆိုပြီးတော့ထွက်တယ် ကျွန်တော်ဒီမှာပထမပရိလိုင်းဒီ6ချော့ break ဒုတိယပရိလိုင်းဒီ6ချော့ break ဒီမှာလည်းကျွန်တော် break ဒီတူညီတာဒီဒီမှာ6 break ဒီမှာ6 break မို့ကျွန်တော်တို့6 break ဒီ main ပေါ့နော်နှစ်လေးဆိုပြီးတော့ထွက်တယ်ဗျဒီမှာလည်းကျွန်တော်တို့3တစ် break 3 5 break ပေါ့နော်တူညီတာဒီဒီမှာ3ဒီမှာ3ဒါဆိုကျွန်တော်3 break ဒီ main ပေါ့နော်ဒီမှာ3ည3ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒီပထမပရိလိုင်းဒီကျွန်တော်တို့9ခွန်ဒီ break 9ခွန် break ဒုတိယပရိလိုင်းဒီ3 5ဒီ break ဆိုတော့ တော့တူညီတဲ့ပြိတိကျောင်းဒီမှာ၅ပြိဒီမှာ၅ပြိမို့ကျတော်တို့၅ပြိတိမိန်ပေါ့နော်ငါ၄တ၆တပဲဟုတ်ကဲ့ပြန်နော်ကျတော်ဒီမှာငါငါပြိတိမိန်ဆိုတော့ကျတော်တို့အစောနက၄၆အချင်းကို၁၆နဲ့တွဲရင်အပြိပေါ့လေဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျတော်တို့၅ပြိမိန်ဆိုတော့၄တက်တီတော့တကွက်ကောင်းပေါ့နော်အကိုမတို့ကြိုက်နေတက်မှလည်းသုံးပြအားလုံးပဲဒါလေးလည်းနားလေကြမယ်ထင်တယ်ပေါ့နော်မနေ့ကကျွန်တော်ယူခဲ့တဲ့လုံးပိုင်းဒီ ခင်ခင်နဲ့စေတံနဲ့ပေးတာကျေးဇူးပါတော့ဟုတ်ကဲ့ပါဗျာဒါဆိုကျတော့ဒီမာဒီမနေ့ကကျွန်တော်ယူခဲ့တဲ့လုံးမယ်ပေါ့နော်ကျော်ဒီရခွင်ရကျော်ဒီရ တက်3ရေပေါ့နော်ဒီက13ပေါင်းချင်း4 4ကိုကျော်ဒီက9ပေါင်းတော့1တက်ရဲ့နှက်ခတ်ဒီ8ဒီတော့ဒီမှာ8ပိုင်းပေါ့နော်8ပိုင်းမှာ6 8ဆိုပြီးတော့ထွက်တယ်ဒါဆိုကျော်ဒီမှာ8ရဲ့8ကပေါင်းချင်းဒီ6 6နဲ့ဒီက8နဲ့ပေါင်းတော့4အဲ့ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှက်ခတ်ဒီ2ပေါ့2ပိုင်းပေါ့နော်အဲ့ဒီ2ပိုင်းမှာတော့2 4ဆိုပြီးတော့ထွက်တယ်ဗျအဲ့ကျောင်းဒီမှာ4တက်ပေါင်းချင်းဒီ5 5နဲ့ဒီက1နဲ့ပေါင်းတော့6ပေါ့နော် ကျော်ဒီ၃လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခက်ဒီကို6ဒီလုံးပိုင်းလို့ကျွန်တော်မင်းရယူခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့6ပိုင်းတော့ပေးမတော့ဘူးเนาะညနေမှာတော့ပေးတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ၃ရဲ့6ရဲ့ပေါင်းချင်းဒီ2နှစ်နဲ့ဒီရ8နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းချင်းဒီ၃ညဖြစ်လို့၃ညရဲ့နှက်ခက်ဒီခွန်းခွန်းဒီလုံးပိုင်းပေါ့เนาะဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ်1ချင်းဒီခွန်း၃ညနှစ်ပေါင်းချင်းဒီ6 ဖွင့်တုံညာနေပေါင်းချင်းဒီကိုကိုးပါဝါဒီလေးကိုးလေးဒီအချိန်ပြဟိုဒီကိုးလေးအချိန်မှာလဲကိုးရှစ်ဆိုတော့ကိုးထီတော့ဗောနော်ဒီမှာဆိုကျွန်တော်တို့ကရှစ်ပိုင်းကိုကိုးလေးနဲ့တွဲရင်ရှစ်ကိုးရှစ်လေးဗောနော်ဒီမှာတော့ကျွန်တော်တို့ကိုးရှစ်ဆိုပြီးတော့ထွက်တယ်အဲဆိုနောက်တစ်ပြန်ဒီရှစ်ရဲ့နှစ်ကဒီရဲ့ကိုးရဲ့ရှစ်နှစ်ကိုပေါင်းချင်းဒီကျွန်တော်တို့ကိုးဖြစ်လို့ကိုးရဲ့ပါဝါဒီလေးကိုးလေးဒီလဲကျွန်တော်ဒီမှာအချိန်ဒီကိုးလေးအချိန်မှာလဲနှစ်လေးဆိုတော့၄ထီတယ်ဒီမှာဒီလဲကျွန်တော်တို့ နှစ်ပိုင်းကိုကိုလေးနဲ့တွဲရင်နှစ်ကိုနှစ်လေးပေါ့နော်အဲ့ဒီနှစ်ကွက်မှာနှစ်လေးဆိုပြီးထွက်တယ်ဒါဆိုနောက်တစ်ပင်က1ရဲ့9ရဲ့ပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါဒီခွန်နှစ်ခွန်ဒီရောဒီမှာအချိန်ပေါ့နော်တော့ဒီနှစ်ခွန်အချိန်မှာတော့ကျွန်တော်ကဒါကမနဲ့မထွက်ညနေမှာတော့ထွက်သွားတယ်ပေါ့နော်တော့ဒီမှာ9ပိုင်းကိုနှစ်ခွန်နဲ့တွဲရင်9နှစ်9ခွန်ဆိုတဲ့ကဏ္ဍနှစ်ကွက်မှာတော့မနဲ့ပိုင်းတော့ထွက်မသွားဘူးညနေမှာတော့9နှစ်ဆိုပြီးထွက်တယ်ပေါ့နော် ဒါဆိုရင်ဒီမှာ၈ရဲ့နှစ်ကပေါင်းချင်းဒီ၃ည၃ညနဲ့ဒီက၃ညနဲ့ပေါင်းလို့လေ၃ညပေါ့နော်၈နှစ်၃ညပေါင်းချင်းဒီ၃ညဖြစ်လို့၃ညပါဝါဒီ၅၃ည၅ဒီအချင်းပေါ့နော်ဒါဆိုရင်ဒီမှာဒီ80ခွန်း၅ရဲ့ဆိုပြီးတော့နှစ်ကွက်တော့ရတယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ပေးမလားမပေးမလားတော့မပြောရဘူးပေါ့နော်ဒါကကျွန်တော်အရင်နေ့ကတွေ့တာတော့မနေ့မနေ့တိတိမတွေ့တဲ့ site ပေါ့နော်ဒါပေမဲ့မနေ့ကတော့ကျွန်တော်တို့၉နှစ်ဒီတော့ညနေမှလာထွက်တယ်ဗျာ ဒါဆိုရင်ခွန်းဆဲခွန်း၅ဆိုတော့ကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်အခွေကတော့၄၅၆ခွန်းအခွေဆိုတော့ခွန်း၅တီတော့ကောင်းတော့ကောင်းတယ်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်စာပရိတ်ကတော့၃ည၅ပရိတ်၃ည၅ပရိတ်မှာမှကျွန်တော်ဒီနေ့မှာပရိတ်တီတော့၅ပရိတ်တီမင်းပေါ့နော်ကျွန်တော်ကတော့ကဏ္ဍကြီးအများကြီးရောစီးမပေးတော့ဘူးပြကျွန်တော်အကိုမတို့ကြိုက်ရင်တော့၃ပေါ့နော်ကျွန်တော်မြင်ရတွေ့ရလေးကိုတော့အကောင်းဆုံးဖြစ်အောင်တော့ချပြပေးထားတယ်ဒီမှာမှကျွန်တော်ကတော့ ဝမ်ကျင်းတဲ့ချိန်အပြူဖြစ်တာလို့ပဲကျွန်တော်တွဲပေးလိုက်မယ်ပေါ့နော်၄၁ရဲ့၄၆ရဲ့၆၁ရဲ့၆ပူးရဲ့ဆိုလဲဂဏန်း၄ွယ်အဲ့ဒီ၄ွယ်ထဲမှာမှာကျွန်တော်တို့တကွက်ကောင်းတီတော့၄၁ဆိုတီတော့တကွက်ကောင်းပါပဲနော်အဲ့တော့မကျွန်တော်ရှင်းပြလေးနားလည်မယ်ထင်တယ်ပေါ့နော်အကိုမတို့အကြိုက်ပါရင်တော့အကိုမတို့ကဟောဖြစ်တယ်ပေါ့နော်တကယ်လို့လုံးပိုင်းဝမ်းကျင်းကိုကြိုက်ရင်လည်းကျွန်တော်တွဲပြထားတဲ့ ဝမ်ကျင်းလေးတွေပရိတ်လေးတွေနဲ့ပြင်ပြီးတွဲပြီးတော့လဲကစားလို့ရပါလိမ့်ဗျာနော်အားလုံးပဲကျွန်တော်ကတော့ဒီကနန်းလေးခွက်ပဲတင်ပေးလိုက်မယ်ပေါ့နော်ဖြစ်နိုင်တာတွေကတော့အများကြီးပဲပေါ့နော်အားလုံးပဲနားလည်မယ်ထင်တယ်ဗျာကျွန်တော်ကတော့ဒီမှာလေးတက်တီတော့တကွက်ကောင်းပါဗျာဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်လိုက်ကိုဒီမှာပဲရန်နာခွင့်ပြုပါဗျာကျွန်တော်ပရိတ်တီတော့၅ပရိတ်တီမင်းပေါ့ဗျာနော်ကိုစိုးရမ်းလို့ရ ပရိက္ခာ၅ပရိသီမိန်ဒါကြောင့်မို့ကျွန်တော်၄တက်တီတော့တကွက်ကောင်းနေနဲ့ပြေးပါတယ်ဗျဆိုတဲ့မင်္ဂလာပါအေဂျင့်တာပျော်ရွှင်ချမ်းမြေပါသေးတယ်ဟုတ်ကဲ့ပါဗျထိတ်ရသေးလားတဲ့ထိတ်ကတော့ကျွန်တော်မနက်ပိုင်းတော့မတွေ့ဘူးပေါ့နော်ညနေမှာတော့ကျွန်တော်ထိတ်သီးနှလုံးစိုက်ပေါ့နော်အဲ့ဒါလေးတော့ထပ်တွေ့ထားတယ်ဗျ90ခွန်ကထိုးရမှာလားတဲ့ထိုးရမှာလားဆိုတော့ကြိုက်ရင်တော့လည်းထိုးပေါ့နော်ကျွန်တော်ကဒီနေ့မှာတော့ကျွန်တော်ကတော့တိတ်တော့မကြိုက်ဘူးပေါ့နော်အဲ့ခဏန်းတော့ တုံညတော့ကြိုက်တယ်ကျွန်တော်ခွင်းနဲ့ငါးဖို့တော့ကျွန်တော်မကြိုက်ဘူးပေါ့နော်ဆိုရင်ဦးရဲ96ထိုးတယ်ဟုတ်ကဲ့ပါဗျ96ထိုးဆိုလို့ကျွန်တော်အဲ့ဒါလေးလည်းကျွန်တော်ပြချင်နေပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လိုက်ကိုဒီမှာပဲရန်နာကွင်းပြပါဗျကျွန်တော်ဘာမှမပြတော့ပါဘူးနော်ကျွန်တော်ဒီမှာ ကိုမတို့အကြိုက်ကနန်းဒီလဲပောက်ကနန်းလေးဖြစ်ပါသေးပေါ့နော်ကျွန်တော်ကတော့ဒီနေ့မနက်မှာတော့ငါးပရိသီတော့မိန်ပါဗျအားလုံးပဲတကယ်လို့နားမလဲရင်တော့ live stream ဖြစ်ပြီးသွားတဲ့အချိန်မှာပြန်ကြည့်ရင်တော့နားလဲပါလိမ့်မယ်ဗျာနော်အားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင် see you ပါအားလုံးပဲတော့ကိုမတိရှိလိုက်တာတော့ okay တက်တောက်